ံမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးတောင်မှမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်ကျွန်တော်ရဲ့ကိုကြီး Revolution Creation Channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့သွားပေးခင်မှာတော့ယနေ့ဝန်လ28ရက်နေ့ထောက်ကြနေရဲ့မနက်ပိုင်းတင်အောင်ဆုံရရှိရတဲ့တင်ချို့ကိုအချင်းချို့ဖော်ပြပြသဖြစ်တဲ့အတွက်တော်နာမျိုးတွေအားလုံးပဲသုံးနေကြည့်ရှိပေးဖို့ဒီနေရာကနေပြီးတော့လည်းအန်တောင်းဆုလိုက်ပါတယ်ဘရောင်းတို့အနေနဲ့ကတော့ဒီကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့ကျွန်တော်တို့ရဲ့နိုင်ငံတော်အာဏာကိုမတရားသဖြင့်သိမ့်ပိုက်ထားဒီမှာဒီမှာဆိုရင်တော့1600ပြည့်ရဲ့ ပါတယ်။မနိုင်ငံတဝန်တရားဒါအတွင်းစစ်ကောင်စီတိုက်စုံမှုဆင်းရဲမှာတော့ချင်းပြည်နယ်ဖားကန့်မြို့တွေမှာတော့ရေတလုမရတဲ့အထိအသေးများနေပါတယ်။ဘူတိုင်းကြောက်ကြီးမြို့တွေမှာတော့29ကောင်22ဦးကိုတော့အရှင်မိခဲ့ပြီးတော့ဘကိုးတိုင်းမင်းလာမြို့တွေမှာ9ကောင်ဘကိုးတိုင်းကျော်တကားမြို့တွေမှာ4ကောင်ဘကိုးတိုင်းပြူးမြို့တွေမှာ4ကောင်ဘကိုးတိုင်းညောင်လေးပင်မြို့တွေမှာ2ကောင်ဘကိုးတိုင်းလက်ပန်းမြို့တွေမှာ2ဦးလင်းဝင်ရောက်ပြီးတော့မကွေးတိုင်းပခုတ်ကူမြို့တွေမှာ3ဦးလင်းဝင်ရောက်ကသခိုင်းတိုင်းဟိုမလင်းမြို့တွေမှာလည်း2ဦးလင်းဝင်ရောက်ကြောင်သိရှိရပြီးတော့မြန်မာနိုင်ငံတဝမ်းမှာတော့တရက်တာတွင်စစ်ကွေးတွေဆုံးမှုကအကောင်90တိတော့ ပြီးခဲ့တဲ့အနေထားကိုတွေ့နေရပါတယ်သူတပြင်းတော့ဘကိုးတိုက်မှာတော်လေးကိုမှမြင်ပြတာကိုတွေ့နေရပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာရွေးကောက်ပွဲကျင်းပရန်အတွက်ဆုံးရှုံးနေတဲ့မြို့များနဲ့မှာပဲမြို့နယ်တစ်ခုလုံးကိုတိမ့်ပိုက်ဖို့မဖြစ်နိုင်ဘူးဆိုရင်တော့မြို့ပေါ်အေရီးယားတွေကိုဖြစ်နိုင်သမျှအများဆုံးအဓိကပြန်လဲတိမ့်ပိုက်နိုင်ရေးညွှန်ကြားထားကြောင်းနေပြီးတော့စစ်ဘက်သတင်းအမြင်ကသိရှိရပါတယ်ကျမစီကောင်စီကနိုင်ငံတော်မှာထိုးစစ်ဆင်မှုများရှိန်ကိုမြင့်တင်နေရမှာတော့ဆုံးရှုံးထားတဲ့မြို့နယ်များအနက်မှာ ို့နယ်ဧရိယာများအားလုံးကိုသိမ့်ပိုက်ရန်ဖြစ်နိုင်ပြီဆိုပါကမြို့နယ်ဧရိယာတစ်ခုလုံးကိုတိုက်ခိုက်သိမ့်ပိုက်ရန်အကယ်၍မြို့နယ်ဧရိယာတစ်ခုလုံးပြန်နဲ့သိမ့်ပိုက်ရန်ခက်ခဲပါရကမြို့ပေါ်ဧရိယာလေးကိုသာဦးစားပေးသိမ့်ပိုက်ရန်ညွှန်ကြားချက်ထားဖြစ်ပါတယ်။ပြောပြထားတဲ့နေမြေဒီမှာမြို့နယ်တစ်ခုလုံးကိုသိမ့်ပိုက်နိုင်တဲ့အခြေအနေနဲ့ခွင့်ရှင်တော့တစ်ခုလုံးကိုသိမ့်ခဲ့လို့မြို့နယ်ဧရိယာတစ်ခုလုံးကိုပြန်နဲ့သိမ့်ပိုက်ဖို့ခက်ခဲတယ်ဆိုရင်တော့တရှိမယ်ဆိုရင်တော့ ွေးကောက်ပွဲမြန်လုံနိုင်မှုအတွက်မြို့ပေါ်အေရိယာကိုအဓိကထားဥတီပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒီကရွေးကောက်ပွဲအတွက်မြို့အေရိယာကိုဦးစားပေးသိမ်းခိုင်းတဲ့သဘောလိုလည်းနားလည်ရပါတယ်လို့လည်းဒီဗီဒီယိုစစ်ပတ်သတင်းမီကရှင်းပြထားပါတယ်။မင်းအောင်လည်းဆုံးရှုံးတဲ့နေပြည်တော်ကိုပြန်လဲသိမ်းပိုက်နိုင်ရေးအတွက်အင်အားထောင်ချီတုံးပြီးပိုးစစ်စင်ခိုင်းရမှာတော့ဒေမြကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်နေတဲ့စစ်ကြောင်းမှရာရှိများနဲ့စစ်သည်များအားလုံးကိုယာတုတိုးပေးခြင်းမတ်လောက်သောစုငွေနဲ့အဖေးများပါချင်းမြင်ပေးမယ်လို့လည်းမလုံးပေးထားကြောင်းသိရှိရပါတယ်။သူရင်လဲရွေးကောက်ပွဲမဖြစ်မနေဘူးလို့ရအောင်ပဲဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ ဖြစ်ဖြစ်နဲ့ဖြစ်ချင်နေတဲ့အသက်ခံဖြစ်ပါတယ်အသက်ခံရတော့မကြခင်တော့တက်တက်ခံခံရတော့သေးကြပါပဲ အဲကျွန်တော်တော့မဖြစ်ဖြစ်အောင်လုပ်ရမယ်လို့ယူဆပါတယ်။အဲဘာဖြစ်လို့လဲဆိုလို့ရှိရင် UEC ကတော့လေဒီမြို့မြို့နယ်ပေါင်း330ရှိတဲ့နေရာမှာ268မြို့နယ်လုပ်မယ်လို့ပြောထားတယ်နော်။ဟိုကြံနာတော့63မြို့နယ်ကြံ။ဆိုလို့ရှိရင်အဲ268မြို့နယ်မှာတကယ်လုပ်နိုင်တယ်ရေ။အဲကျွန်တော်တို့ကဒါကျွန်တော်တို့ဒီနိုင်ငံရေးအကျတ်တဲဖြစ်ပေါ်နေတယ်။ထပ်ပေါက်ပါနော်ထပ်ပေါက်ဖြစ်တယ်ထပ်ပေါက်ဆိုတာဟိုပါရှင်အဲ့တော့ဟိုတနိုင်ငံလုံးပြည်သူလူထုအပါအဝင်တနိုင်ငံလုံးရထပ်ပေါက်ဖြစ်ပါရှင်အဲ့ထပ်ပေါက်ဖြစ်တော့အဲကျွန်တော် တော့တကယ်ကိုလုတ်တက်မှာလေ269မြို့နယ်ပေါ့နော်ဒီချက်ပုံလုံးနိုင်တယ်ပုံကောင်းပါလို့ဒါပြီးလို့ရှိရင်တော့နီးလန်းရှိတာကတော့ဒီကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေရဆိုရင်269မြို့နယ်လို့လဲ အဲကျွန်တော်တို့ကဒါလွတ်တော်ထမြောက်တယ်ပေါ့နော်လွတ်တော်ထမြောက်ပြီးအစိုးရတွေဘာတွေဖွဲ့ပြီးသွားရင်လည်းကျွန်တော်တို့ကျန်တဲ့63မြို့နယ်မှာအေးချမ်းလာတဲ့မြို့နယ်ကိုဆက်ပြောင်းမှရွေးကောက်ပွဲဆက်လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီလမ်းကတော့ကျွန်တော်တို့သွားတက်ပါတယ်ဒါပြည်သူလူထုတရက်လုံးကလိုလားတောင်းတနေတာပေါ့နော်ဒါဟိုဒီမိုကရေစီလမ်းကြောင်းကိုသွားခြင်းလည်းပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရဖြစ်ခြင်းလည်းเออกรุบษัตริย์อ่ะไม่แช่ไม่จ่องเนาะอารมณ์ติเห็นตาเนี่ยกูอ่ะปิดดุดุก็ไปหลูลาต๊องตาနေเลยဆိုတော့ဘဇက်ကထွက်နေတာဒီလိုဘဇက်တွေကိုကျွန်တော်တို့တွေတော်လိုင်းကန်လောင်အဖြစ်တော်လိုင်းပြီးကန်လောင်အဖြစ်ဒိုက်ထားလို့မရဘူးဆိုတော့အားလုံးသိဖို့လိုပါပါတယ် အရွေးကောက်ခံဆိုရဖြစ်လာတဲ့အချိန်တိုင်းလွတ်တော်ပေါ်လာမယ်ပြီးပါဝါကြီးဟိုပါအာနာကြီးတုံးရပေါ့နော်အခွဲချပြီးကျင့်တုံးမယ်အဲဆိုတော့ပြည်သူအတန်လဲပြည်သူရဲ့အခမ်းအနားပုံမြင့်လာပေါ့နော်အဲ့ဒါဆိုတော့လုတ်တယ်မှာဖြစ်တယ်ဟိုနှမျိုးရှိရပေါ့နော်ပြည်တွင်းမှာကြတော့နိုင်ငံရေးချက်တယ်ပြီးနိုင်ငံတကာရဲ့ဖိအားပေါ့နောက်တစ်ခုကဆိုလို့ရှိရင်ကျွန်မအရွေးကောက်ပွဲပြီးသွားရင်တော့နံပါတ်1နိုင်ငံတကာဖိအားတွေရောချသွားပြီးလို့ရှိရင်လဲကျွန်မတို့ပြည်တွင်းမှာလဲနိုင်ငံရေးအရသဘောထားကွဲလွဲတာတွေကတော်ရုံတန်ရုံ ဟိုရင်ကြားစီသွားမယ်ပေါ့နော်ရင်ကြားစီသွားပြီးတော့မှဒီအလုံးစုံဟိုပါပေါ့အလုံးစုံဖြည့်ရှင်းပြီးသားဖြစ်တာမဟုတ်မဟုတ်ရင်တောင်မှကျမတို့ကတော်တော်လေးပြည်လည်သွားပြီးတော့လေခြေဆက်ရတာပို့ပြီးတော့မှအဆင်ပြေသွားမယ်လို့မြင်ပါတယ်ရှင်တချို့တော့အားလုံးပါလို့ဆိုရပါတော့ရောက်ကုန်ပြီဟုတ်ကဲ့ဟုတ်ကဲ့ဖြူရနေရောအဆင်ရောအကုန်ပါနော်အဲ့တော့အခုရောက်ကုန်ကြတော့တကယ်အင်အားကြီးတဲ့အနယ်ဒီပါတီကတော့မတင်နိုင်ဘူးမပါဘူးတဲ့နောက်မေးပြီညက်ပြီမေးပြီညက်ပြီမေးပြီ ရှိပါသေး SNL လို ARB လို့ပေါ့နော်အဲ့လိုဟာတွေမပါဘဲနဲ့ဒီရောဂါကိုဖျက်ဆီးတဲ့အခါမျိုးမှာကျွန်တော် free and fair ဖြစ်မယ်လို့ထင်တာဘယ်လိုနားလည်ပါသလဲဟိုဟာ free and fair ဖြစ်ခြင်းမဖြစ်ခြင်းဟာဒီဒီရွေးကောက်ပွဲဥပဒေအရဥပဒေနဲ့အညီဆောင်ရွက်ရင်ဒါ free and fair ဖြစ်ဖြစ်တာပေါ့နော်ဖြစ်တာအဲတိုးတော်လဲခုနကဘယ်သူပါလဲမပါလဲကြတော့ဒါ inclusivity နဲ့ဆိုင်တာပေါ့နော်အားလုံးပါဝင်လားမပါဝင်လားအဲ့ဒါကတော့ဟိုပေါ့ NLD ပိုင်းတမဲမမရမနဲ့တက်ရှုံးမှာဆိုလို့ NLD ကိုဘေးဖယ်ထားတာဒါတော့ ပြန့်ဖို့အနေနဲ့ကဒကောင်လေးပြိုင်ပြီးဒကောင်လေးကြောက်ရှုံးမှကြောက်ပြီးလိုက်စည်းရုံနေနေထားပါအဲကျမတို့ကျမတို့ပါတီဆိုရင်ဒါဥပမာပြောပြပါတော့เนาะကျမတို့ပါတီဆို2019ရောင်းမှာစတီထောင်တာအခုဆို6နှစ်6နှစ်ထဲပဲဝင်နေတယ်ပေါ့เนาะအဲအဲ့လိုမျိုးပါတီလိုမျိုးတောင်မှကျမတို့ကအဲဒီလိုပေါ့2023ခုနှစ်ဟိုပါပေါ့ရှင်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအစ်စ်ထွက်လာတဲ့အချိန်မှာကျမတို့က3လအတွင်းအမြန်ပြန်ပြီးတော့မှမှတ်ပုံတင်နိုင်တာပေါ့เนาะမှတ်ပုံတင်ပြီးနောက်ပိုင်းမှာတော့ ရုံးနေပြည့်အောင်ဆောင်ရွက်ရတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီပါတီဝင်တွေပြည့်မြင်အောင်ဆောင်ရွက်ရတယ်ဒါတွေလောက်တာပေါ့နော်ဒါကျွန်တော်တို့လိုပါတီလိုမျိုးတောင်လုပ်နိုင်တာပေါ့နော်ဆိုလို့ရှိရင် SNLD မပါတာတော့လေအဲကျွန်မထင်တာတော့ဒီပြီးခဲ့တဲ့မေလ9ရက်နေ့ကဒီ2025ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကိုမေလ9ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင်ကြပါဆိုတဲ့အချိန်မှာ SNLD ကလည်းအစည်းအဝေးခေါ်တယ်လို့ကြားပါတယ် အစည်းအဝေးခေါ်ပြီးတော့မှသူတို့ကာယကံရှင်တွေကိုယ်တိုင်ကိုကဒီရွေးကောက်ပွဲကိုဝင်ဖို့မဝင်ဖို့ဆုံးဖြတ်တာပေါ့နော်ဒါဒါကာယကံရှင်တွေရဲ့သဘောထားဖြစ်ပါလိမ့်ရှင်အဲ့ဒါကတော့ SNLD ကိစ္စပေါ့နော် NLD လို့ပြောလို့ရှိရင်ကြတော့ NLD လို့ပြောလို့ရှိရင်နှစ်ပိုင်းစဉ်းစားရမှာကျမတို့ကလေဆိုလို့ရှိရင်ဟိုဒီလက်နက်ကင်လန်းစင်ကိုပြပောက်ကိုထွက်သွားကြပြီးလက်နက်ကင်လန်းစင်နဲ့တွားခဲ့တဲ့ဟာလူနည်းစုဖြစ်ပါတယ်တကယ်တော့လေအလူနည်းစုဖြစ်တယ်နောက်ဒီမြန်မာပြည်ထဲမှာကြံနေတဲ့အဲဒီဒီအတင်းအတင်းတော့ဒီ NLD ပါတီပါတီထောက်ခံသူပါတီဝင်တွေပေါ့အဲသူတို့တွေလည်းရှိတယ်ပေါ့နော် ရှင်းတဏ္ဍာမပဲကြံခဲ့တဲ့နိုင်ငံတွေမှာတော့ဘောမာနေပြီခုတော့ တဲ့ခါကျတော့နော်သူတို့တွေကလည်းဒီလိုပေါ့ဘာဖြစ်လို့ဟိုပါပေါ့ပါတီကိုမှတ်ပုံပြန်မတင်ခဲ့တာလဲပေါ့နော်အဲ့ဒါလဲဒါကာယကံရှင်တွေတူးချင်းစီရဲ့စ조사အထုတ်မှုနဲ့လည်းဆိုင်တာပေါ့နော်နံပါတ်1အဲနံပါတ်2ကကျတော့အဲတကယ်လို့သူတို့ကပါတီမထောင်တိတန်အောင်တော့မှာဒီလိုမျိုးလူတွေကနိုင်ငံရေးလမ်းစဉ်ကိုမှာဆက်လျှောက်ခြင်းနဲ့နိုင်ငံတိဆောက်ရေးလမ်းစဉ်မှာပါဝင်ခြင်းသေးတယ်ဆိုရင်ဟိုတခြားပါတီတွေမှာရွေးချယ်ပြီးဝင်လို့ရတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီအနေနဲ့လည်းဘယ်သူပဲလာလာကျွန်တော်တို့ဖိတ်ခေါ်ပါလိမ့်ရှင် ။ဒါအလုံးပဲဒါကတော့ရွေးကောက်ပွဲကိုခွေးတိုးပေါက်ကနေပြီးတော့ဝင်ဖို့တဲ့ကြိုးစားနေပြီးတော့ရွေးကောက်ပွဲအောင်သွားရင်သူတို့ဘဝကြီးပဲပြီးတော့ပြောင်းလဲသွားပြီးထင်နေပုံရပါတယ်။ဒါပဲပြောတသက်ခိုင်ရတော့သူ့ရဲ့6နှစ်တာရှိတဲ့ပါတီကိုမဲပေးဖို့အတွက်လဲဆွယ်နေပြီလေ။အားလုံးကတော့သူ့ကိုတသက်ခိုင်အောင်တက်တက်ကင်ဖို့ပဲစဉ်းစားနေမှာပေါ့သိကြပါပဲ။ online တက်တည်းတက်တက်ကင်ခိုင်းတဲ့ခါကျရင်တော့ငုံမဲငုံမဲမလုပ်ဖို့လိုအပ်ပါတယ်။နောက်ထပ်သတင်းပုံဒီနေ့ကတော့အချမ်းဘတ်စစ်ကောင်စီအားကျင်းပရန်စီစဉ်နေတဲ့ဟန်ပြအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝန်းကရှုံချစန့်ကျင်ကြရန် ဥရသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာဥခွန်ရေးစုံစမ်းသူတွန်းအန်ဒရူးကနေပြီးတော့တောင်းဆိုလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတစ်ကောင်စီကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအလိန်ညာအံပြလှုပ်ဆက်တာဖြစ်ပြီးတစ်ကောင်စီဟာအာဏာကိုတရားဝင်မှုရရှိစေရန်အတူယောင်ဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးတိုက်ခိုက်များကိုထောင်ချခြင်းနှင်းပန်းနှိပ်စက်ကွပ်မြပြီးကျင်းပမိရွေးကောက်ပွဲကိုနိုင်ငံတကာတိုင်ဝမ်ကရှုံချဆန့်ကျင်ရန်လိုကြောင်းတစ်ကောင်စီရဲ့အတူယောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနေတူနိုင်ငံတကာရက်တီနေကြောင်းပြသကြရန် ောင်းကတိုက်တွန်းပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံမှာဆေးရနာသိမ်းပြီးနောက်စစ်တရေတပြတ်မှုကြောင့်လူပေါင်း6800ကျော်တေဆုံးခဲ့ကြောင်းတပိချောင်ပြည်သူများခိုလုံနေသောဖုံကြီးကျောင်းများစာတင်ကျောင်းများစစ်ပီးကျောင်းစကန်နှင့်စစ်တပ်ကတိုက်ခိုက်မှုများတိုးမြင့်လာသဖြင့်အကြမ်းဖက်မှုများပြင်းထန်လာကြောင်းလည်း၎င်းကထောက်ပြပြောဆိုခဲ့ပါတယ်စစ်ကောင်စီအားမြေပြင်မှာတော့စစ်ရေးရာဆုံးရှုံးနေတော့လဲငွေကြေးရင်းမြစ်နဲ့ပြည်ပနိုင်ငံများကလည်းလက်နက်များရရှိနေသေးသောကြောင့်အဆိုပါရင်းများဆက်လက်စီစဉ်နေသည်များအလပ်ပလုံးမှာတော့ထိကြက်ပြက်စီးမှုများဆက်လက်ဖြစ်ပေါ်နေပြီဖြစ်ကြောင်းနဲ့စစ်ကောင်စီကစစ်ရသူမှုများကျူးလွန်ရန်တုံ့ဆုံနေပြီမဟုတ်ကြောင်းလည်း၎င်းကပြောဆိုခဲ့ပါတယ်။ အဲဒီခုနှစ်ဒီဇင်ဘာလတတိယဘက်ကနေစတင်ပြီးတော့၄ဘက်အတွင်းမှာရွေးကောက်ပွဲလုပ်မယ်ဖြစ်တယ်လို့ဘုသူမကြီးကဒီနေ့သူ့ရဲ့ဒီမိန်ကုံးမှာပြောပါတယ်နော်မိန်ကုံးထဲမှာပြောသွားတာတော့ကျွန်တော်တို့ကအဲ့လာမယ့်ဒီဇင်ဘာတတိယဘက်နဲ့လာမယ့်2026ဇန်နဝါရီဒုတိယဘက်အတွင်း၄ဘက်အတွင်းမှာအဲ့ရွေးကောက်ပွဲပြီးအောင်ရက်ကတော့ကျွန်တော်တို့ချိန်နေပါတယ်တဲ့အဲ့ဒီအချိန်ကလည်းကျွန်တော်အလုပ်ရှုတဲ့ကာလဖြစ်တော့ဘယ်ရက်ကိုကျွန်တော်တို့လုပ်မလဲဆိုတာကို ဆိုတာနဲ့ဘယ်လိုနည်းနဲ့လုပ်မလဲဆိုတော့ကျွန်တော်စဉ်းစားပါတယ်အကောင်းဆုံးဖြစ်အောင်လို့စဉ်းစားထားပါတယ်လို့ဒါဘူးဘူးကြီးမြောင်းလိုင်းကပြောတာပြီးတော့မဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးနိုင်ဖို့လိုအပ်တဲ့အတွက်မဲပေးခွင့်ရအောင်လဲသူတို့စူးစမ်းပြီးတော့ဆောင်ပေးသွားမယ်ဆိုတာမျိုးဘူးဘူးကြီးမြောင်းလိုင်းပြောတယ်ပြီးတော့လွတ်လပ်ပြီးတရားမျှတရေကောက်ပွဲတစ်ခုဖြစ်ဖို့ဆောင်ပေးဖို့ကိုခိုင်ခိုင်မာမာဆောင်ရွက်ဆုံးဖြတ်ချက်ထားချထားပြီးသားဖြစ်ပါတယ်လို့ဘူးဘူးကြီးမြောင်းလိုင်းကသူ့ရဲ့မိန်ကောင်းတွေကအကြောင်းအတစ်ခုဖြစ်နေကျွန်တော် point တစ်ခုဖြစ်နေကျွန်တော်ထုတ်ပြောပါတယ်အဲ့တော့ဒီနေရာမှာခင်ဗျားတို့ကျွန်တော်ပြောเสียရှိလာတစ်ခုရှိတယ် ရွေးကောက်ပွဲချင်းပဖို့အတွက်ကိုဖြစ်နိုင်ရလားဆိုရင်မိကွန်အားလုံးကစိတ်ဝင်စားကြတယ်ဖြစ်ပါမလားဆိုရင်မိကွန်စိတ်ဝင်စားတယ်တစ်ချိန်တည်းမှာပဲရွေးကောက်ပွဲဖြစ်နိုင်ခြင်းနဲ့ဒီရွေးကောက်ပွဲကဟိုဘယ်လိုလုပ်ပြီးတော့ဘယ်လိုမျိုးဖြစ်မှလဲဆိုရင်မိကွန်ပေါ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တော့ကောက်ချက်ချတာရှိတယ်ပြီးခဲ့တဲ့တိတ်မကြသေးရင်ကာလာတော့ငါဗိုလ်ချုပ်ကြီးတို့ရဲ့အစိုးရဖွဲ့အနေနဲ့သို့မဟုတ်အာယူဂျီစီအနေနဲ့သတင်းမှန်သတင်းမှန်ပြချရတဲ့ဆိုင်မီဒီယာကိုဖြေကြတာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့နိုင်ငံတနဝမ်းမှာ269မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိတယ်ဆိုတာကိုသူတို့ပြောခဲ့တယ်မှတ်မိကြအောင်လို့ထင်တယ်ဆိုတော့အဲ့လိုပြောခဲ့ကြတဲ့အတွက်269မြို့နယ်မှာကျင်းပမှာလားဆိုတဲ့မေးခွန်း ဖြစ်လာတယ်။ဆိုတော့တချို့ကကြီးမယ်မြို့နယ်330ရှိတယ်269မြို့လေဆိုတော့မင်းကွာမြို့နယ်60အဲကြိုကြိုလောက်မလုပ်ဖြစ်ဘူးဆိုတဲ့ဘောတော့မကောက်လေတွေတိုင်းရင်းသားလက်နက်ကိုင်တွေ EO တွေနဲ့ PDF တွေတင်ထားတဲ့မြို့အများကြီးပဲလေမင်းမဖြစ်နိုင်ဘူးပေါ့မင်းတို့ကလင်ကြီးချက်လုပ်တာစသဖြင့်ပေါ့ပြောကြရအောင်ရှိတယ် မဖြစ်နိုင်ဘူးသူပြောကြတာပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒီမှာကျွန်တော်ကကျွန်တော်တို့ရဲ့ဒီ MP News the statement journal နဲ့ MP News ရဲ့ research လုပ်ထားတာလေးရှိတယ် research လုပ်ထားတဲ့ဟာလေးရှိတယ်အဲ research လုပ်ထားတဲ့ဟာလေးတွေကအသေးစိတ်မပြောဘဲနဲ့လူရင်းပွိုင်လေးတွေကျွန်တော်ရွေးပြောသွားမယ်ကျွန်တော်နားလည်နေတဲ့စကလုံးကြီးနဲ့ရွေးပြောသွားမယ်ရွေးကောက်ပွဲကျင်းပလို့ရနိုင်သလားမရနိုင်ဘူးလားသူတို့ပြောတဲ့260နားဆက်ကဆိုရပြောတဲ့269မြို့နယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားနဲ့တစ်ဖက်ကအုပ်စုပြောနေတယ်269မြို့နယ်မဟုတ်ဘူးမြို့နယ်ပဲနည်းနည်းလေးပဲကျန်တော့တယ်မပြောနိုင်တော့ဘူးရွေးကောက်လုံးမဖြစ်နိုင်တော့ဘူးဆိုတဲ့ပုံစံပြောတဲ့ဟာလေးနဲ့အားလုံးကိုချိန်ထိုးပြီးတော့မှတစ်ဖက်ကမဖြစ်နိုင်ဘူးဗျာတစ်ဖက်က269ဗျာကြည့်သူပြောတဲ့ဂျားတွေကနေ ျွန်တော်တို့လေ့လာထားတဲ့ကိန်းဂဏန်းကိုဒီနေ့ကျွန်တော်ထုတ်ပြောပါမယ်။မနေ့ကလွန်ခဲ့တဲ့လေးငါးရက်တပတ်တည်းကကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့မပြောဘူးဒီနေ့ကိုစောင့်နေတာ။ဒီနေ့အချိန်ကိုစောင့်ပြီးမှကျွန်တော်ဒီနေ့မှပြောတာ။အဲ့တော့ကျွန်တော်ရဲ့ the statement ဂျာနယ်ရဲ့အင်္ဂလိပ်စာမျက်နှာအင်္ဂလိပ်ပိုင်းပေါ့အင်္ဂလိပ်ပိုင်းမှာလည်းမကြခင်ထွက်မယ့်အင်္ဂလိပ်ပိုင်းမှာလည်းအဲ့ဒီမှာအဲ့ဒီကြောင့်သုံးသပ်ရေးထားတာလားလေးဖော်ပြထားတယ်။အဲ့မှာကျွန်တော်တို့ဖတ်ချလို့ရတယ်နိုင်ငံသားတမန်တွေဖတ်ချလို့ရတယ်ကျွန်တော်တို့လေ့လာထားတဲ့ဟာမှန်လားမှန်လားဆိုတော့ကျွန်တော်တို့သုံးသပ်လို့ရတယ်။အဲ့တော့ကျွန်တော်တို့လေ့လာထားတာကိုကျွန်တော်ပြောပါမယ်။အစိုးရနာဆာကအစိုးရကတော့268မြို့နယ်လို့ပြောပါတယ်ကျွန်တော်ကတော့ပုံမှန်ပြောပါမယ်188မြို့နယ်တော့ဖြစ်နိုင်တယ်188မြို့နယ်ဖြစ်နိုင်တယ် တရား188မြို့ဖြစ်နေတယ်189မြို့တွေမဖြစ်နိုင်ဘူးဒါပေမဲ့188မြို့တွေတော့ဖြစ်နိုင်တယ်ဒါဆိုရင်တရား188ကနှစလို့ပြောမယ်နှစဆိုရင်380ဖြစ်နေပြီအဲ့တော့မြို့တွေ330ဆိုတော့ကျွန်တော်ပြောတယ်ဒီရှိတဲ့လွတ်တော်မှာရှိတဲ့မြို့တွေ330ထက်ဝက်ကျော်ကျင်းပနိုင်တယ်လို့ကောက်ချက်ချလို့ရတယ်အဲ့တော့188မြို့တွေကကျင်းပလို့ရတယ်လို့ကျွန်တော်ကတော့ကောက်ချက်ချတယ်ဟုတ်တဲ့တင်ပုံအနေနဲ့ကတော့အခုတိုင်းကြောက်ကြီးမျိုးနဲ့အတွေ့မှာရှိတဲ့စစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုမှာတော့စစ်သား9ဦးတမနဲ့တေဆုံးပြီး22ဦးကိုလည်းစစ်တုံးပန်းဖြစ် အန်စီရရှိကြောင်းပြည်သူ့ကာကွယ်ရေးတမတော်တောင်ပိုင်းနဲ့စစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲကတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ဒါဟာဇွန်လ26ရက်နေ့ကစစ်တောင်းမြေဝမ်းစစ်စင်ရေးအဖြစ်အကိုတိုင်းကြောက်ကြီးမြို့နယ်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်များကိုတော်လိုင်းရင်တများကနေပြီးတိုက်ခတ်ခဲ့ရမှာတော့စစ်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထံမှနေတည်ဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှထိခိုက်များစွာဖြင့်ပစင်ကရဆုတ်ခွာထပြေးသွားခဲ့ရကြောင်းနဲ့တမ်ပစီကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံးပိုင်းဖြစ်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများအခြားစစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိကြောင်းထုတ်ပြန်ထားပါတယ်။ ဒီအတွင်းမဟာမိတ်ပူးပေါင်းတများဟာဖန်စီရမိသောစုတုံမဲများကိုဒီနီဗာကွန်မရှင်နဲ့ညီတနည်းတကျထိန်းသိမ်းထားကြောင်းလည်းသိရှိရပါတယ်။ဒါပေမဲ့ပြည်သူများကတော့အမင်းကျူးရတော့မကြိုက်တော့ဘူးဆိုတာတော့အလုံးကိုသိစေချင်ပါတယ်။အဲ့လိုမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်ကြောင်းအရာလေးကတော့မေဆုရဲ့စိတ်ဓာတ်လေးတခုဖော်ပြထားတဲ့ဗီဒီယိုဖြစ်တဲ့ပြန်လည်းဦးများကြည့်နေဖြစ်ပါတယ်။ဒီရက်ဒီတော်လိုင်းမျိုးတွေအားလုံးပဲကျွန်တော်တို့အားပေးတော်လို့ရပါတယ်။ကြာကြာပေါ့လေအန်တီနဲ့လိုက်ခဲ့တဲ့ခီးစဉ်တွေမှာအခုဖြစ်ပေါ်သွားတယ်ပေါ့နော်။2003ဒီပဲရင်အရေးခင်း မှာပေါ့မိုးကုတ်ကိုပထမသွားတယ်တန်းယုံမှာအန်တီရဲ့ဘဘဦးတင်ဦးရဲ့ရန်ကုန်ကပါလာတဲ့လူငယ်၁၀ဦးနဲ့ပေါ့နော်အဲ့ဒီနဲ့တိုင်းမှာအမားတို့မန္တလေးတန်းယုံမှာတဲခုပြီးတော့နေတယ်ပြီးရင်ပြန်ထွက်တယ်ခီးတွေထွက်တာပေါ့နော်ထွက်တဲ့အခါမှာလည်းရှေ့မှာပလိုက်ပုတ်ရှေ့မှာခြာထားပေးတယ် ဒီနေ့ခီးစဉ်ကဘာဘယ်တော့မှပုံရှုပ်ွက်ရှုပ်မလုပ်ဘူးဒီနေ့ခီးစဉ်ကဘယ်ဟိုသွားမယ်မိုးကုတ်ကိုသွားမယ်အဲ့ဒီအချိန်မှာမိုးကုတ်ကိုသွားတဲ့အခါမှာတပိတ်ချင်းရောက်တဲ့အခါမှာတော်တော်ဝှချိနေဆိုးတယ်နာဖတ်ဘက်ကလူတွေကခဲတွေနဲ့ပောက်တာအကုန်လုံးပေါ့နော်သူတို့ရုံရင်းခံစံကတ်တွေလောက်တဲ့အခါမှာဘာမှအမားတို့ပါသွားတဲ့အဖွဲစည်းတွေလုံးဝလူငယ်တွေရောလူငယ်လုံးချုပ်ကြီးတွေရောအကုန်လုံးပေါ့နော်ဘာမှမလုပ်ခဲနဲ့ ဒီရဲစခန်းကိုဝင်ပြီးတော့သူကတိုင်ချက်ပေါ့လေကျမတို့ဒီလိုလုပ်တယ်ခဲလုံးတွေပောက်တယ်အချမ်းဖက်တယ်ပေါ့နော်အဲ့လိုပြောပြီးတော့ပြန်ထွက်တယ်အဲ့လိုခီးစဉ်တွေမှာဘယ်တော့မှဒီဘက်ကအမားတို့ပါသွားတဲ့ယင်တန်းဘာတခုမှလောက်တာမျိုးမရှိသလိုလက်နဲ့ဆိုလို အတူတချောင်းတောင် မပါခဲ့ဘူးအန်တီကအဲ့လိုမျိုးတွေနဲ့သွားခဲ့တယ်ပေါ့နော်အကုန်ပေါ့စကိုင်းတိုင်းအခုမေဆုံးစံတပည့်ရင်ဖြစ်မဲ့ နေရာတွေပေါ့ဟေးသွားတဲ့အခါမှာ तू ဟာတိတ်ကောင်းဆောင်စိတ်ဓာတ်အမြဲရှိတယ် तू ဟာတကယ်ကိုရင်းဝဲသားလို့ပေါ့နော်ကိုနဲ့ပါသွားတဲ့ဟာတွေပြည်သူတွေအကုန်လုံးကို तू ဟာငွေချွေးစွာကြိုးစုံနေတာကိုတည်စေချာချာလေးလေးစားစားနဲ့ तू ဟာတုံ့ပြန်တယ်ပြန်အမားတို့တဲ့ခင်းတယ်ပေါ့လားအဲ့ဒီမှာပွားတဲ့လန်ခီတလျှောက်မှာစီယုံရေယုံနေရပေါ့နော်မြို့နယ်ယုံရက်ကျေးယုံ တန်းယုံအဲ့ဒီအရာကြီးကကျွေးတယ်မွေးတယ်ဆိုလို့ရှိရင်အမားတို့အကုန်လုံးဟာတိုင်းစည်းတွေလူငယ်တွေအကုန်လုံးကိုသူ့ရှေ့မှာရှိတဲ့ဟင်းငါးကွက်ဆိုလို့ရှိရင်လည်းအကုန်လုံးရဲ့ရှေ့မှာလည်းဟင်းငါးကွက်တူနေရမယ်အကုန်လုံးကိုပေါ့နော်တသားတည်းဖြစ်အောင်သူကြိုက်နေတဲ့ဘောသူ့စိတ်ဓာတ်လေးရတယ်အဲ့ဒီအကြောင်းကိုသိနေတော့အကုန်လုံးဟာလာတဲ့စီယုံရေးခီးစင်မှာအဲ့ခံတဲ့ တိုင်တိုင်ဟာ၃ခွက်ဆိုရင်၃ခွက်ပေါ့စိတ်သားဆိုရင်ဟိုမှာလည်းစိတ်သားဒီမှာဆိုရင်အမေသားဆိုဒါပေမဲ့အန်တီကအသားကြီးငါကြီး तू မစားဘူး तू သမင်းစားလဲနည်းနည်းလေးပဲ तू ကြိုက်တာတူဦးကျော်ကြိုက်တယ်မပြောသည်ကြိုက်တယ်အဲ့လိုမျိုးပေါ့နော်အချိန်ကိုလည်းအရန်တိကျတယ်၁၂နာရီကိုစားမယ်ဆိုရင်၁၂နာရီကို ထမင်းစားတာပေါ့နော်ပြီးရင်ဘနနာကြီးမှာ나ယူဝက်စကားပြောမယ်나ယူဝက်စကားပြောပြီးရှစ်ဆက်ထွက်မယ်ဆိုရင်ထွက်မယ်အချိန်ကိုအရန်ကိုတိကျလေးစားတဲ့အမျိုးသမီးကောင်းတယောက်ဖြစ်တယ်ပေါ့နော်ခီးစင်တိုင်းခီးစင်တိုင်းမှာပေါ့နော်အမားတို့တန်ယုံမှာသူကညာအိမ်ရန်လာပြီးတော့အပြင်ကိုစီယုံကြီးတွေထွက်တဲ့အချိန်မှာဘယ်တော့ဖြစ်ဖြစ်မနဲ့လင်းရမားတို့တိုင်းစီဖွဲ့ရမေးတယ်ပေါ့နော်ညစာစားပြီးမနဲ့ဘရိတ်ဖတ်ပါစားခြင်းလဲပါလဲဆိုသူက ဘယ်တော့မှသူစားကျင်တဲ့ဟာကိုဘယ်တော့မှမပြောဘူးကလေးတွေကိုပဲပါတယ်ကလေးတွေကိုဘာစားမလဲဘာစားမလဲသားတို့စားကျင်တာပြောကြအောင်ဆိုပြီးအဲ့လိုမျိုးပေါ့နော်ကလေးတွေကိုလူငယ်တွေကိုလေးစားတဲ့လူငယ်တွေကိုလေးထားတဲ့အချင်းတွေပေါ့နော်အန်တီမှာအပြည့်ရှိတယ်ပေါ့အကုန်ခီးစဉ်တွေထွက်ပြီးအဲ့ဒီတော့ကလူငယ်ခီးစဉ်စီယုံရေးဖွဲ့တာရယ်ပြီးတော့ဟို NLD စိုင်းပုတ်တွေကို ပြန်တင်တဲ့ဟာပေါ့လေသူတို့နဲ့ဒီလုပ်ပြီးတော့ပြန်တင်တဲ့ဟာလှုပ်တယ်လှုပ်တဲ့အချိန်မှာလူငယ်တွေလည်းဖွဲ့ရတယ်တိုင်းယုံမှာလူ30ပါတယ်ပေါ့နော်ဥက္ကဋ္ဌအတွင်ရေးမှုတွဲပဲ့အတွင်ရေးမှုအဲ့ဒါမျိုးတွေလေပြိုပြက်နေတာတွေစိုင်းပုတ်တွေပြက်နေတာတွေအဲ့ဒါတွေကိုပြန်ပြီးတော့အစ်စ်ပြန်လဲဖွဲ့စည်းတာလူငယ်ဖွဲ့စည်းတာအဲ့ဒါမျိုးလှုပ်တဲ့အချိန်မှာဆိုတော့ရာသီဥတုကအဲ့ဒီအချိန်ကဒီလိုအချိန်တွေဆိုတော့ဒီ ဧပမေဂျွန်ဂျူလိုင်းဆိုတော့မိုးတွေအရန်ဝါပြူတဲ့ခါကျကလေးတွေလူငယ်တွေကိုအကုန်လုံးအမားတို့ပေါ့နော်ဝယ်ခိုင်းတဲ့လူငယ်တွေအတွက်မိုးကပေါ့မိုးကမှတထဲကအစာလေးလွတ်တာစနစ်ကြတာကိုပြောတာအစာလေးသေးသေးလေးလွတ်နေတာကိုအဲ့မှာအဲနဲ့ဒီမားတဲ့ဒေါခင်းမြင့်နဲ့ဒီမားတဲ့နည်းနည်းလေးလွတ်နေတယ်တဲ့ဒီဟာလေးကိုတော့ဟိုဟာပြုလို့ရှိရင်ကလေးတွေဆိုတော့ဟိုဝတ်တာဟိုဟာဖြစ်တယ်ဆိုတော့တဲ့နည်းနည်း ဲသွားမယ်ထင်တယ်နော်တဲ့အဲ့ဒါလေးချုပ်ပေးလို့ရရင်ချုပ်ပေးပါချုပ်ပေးပါမယ်လို့ဆိုပြီးတော့အဲ့ဒါလေးချုပ်ပေးရတယ်ပြီးတော့ तू ကစလုံးထုံးရင်အချွန်ပါတဲ့ကလစ်တွေနဲ့မရဘူးအလုံးလေးတွေပါတယ်ဟာဟုစနစ်တကြပေါ့နော် तू ဝယ်ပေးရတယ်အဲ့ဒီပန်းပန်တဲ့ခါပန်းတွေပေးကြတဲ့ခါကျ तू ကခေါင်းမူတတ်တဲ့ဟုတ်လေကြီးပေါင်းတက်တဲ့ဟာရှိတဲ့ခါကျတော့အဲ့ဒါတို့ဝယ်ပေးတယ်အမားတို့ဗျာနာရေးမှုဒီတိုင်းစီဖွဲ့ဟာလက်ဆောင်ပေးတာပါသူဘယ်တော့မှ ်သူကမယူဘူးမဟုတ်ဘူးဒါကျမရဲ့ကိုရေးကိုတာတိတ်ဆအတွက်လောက်တာဖြစ်တဲ့ဆိုကြာတင်တဲ့ဘောင်ချောစလစ်ကိုပေးရတယ်အဲ့ဒီစလစ်တိုင်းပဲသူကပြန်ပြီးတော့ဘန္ဒာရင်ကျမတို့ကိုပေးပေးခဲ့တယ်ပေါ့နော်အေးမင်းအောင်နိုင်ရဲ့ဘလော့ကွာလဲကြည်တာကြည်ပါမင်းအောင်နိုင်တို့ကျူကျူခေါ်လို့နဲ့နိုင်ရှင်စီရတော့မလို့လောက်အောင်ပါအဲ့လောက်ထိမွေကြီးကိုလည်းတကယ်ကိုစီကန်းရှိတဲ့အမျိုးသမီးကောင်းတယောက်ဖြစ်ပါတယ် အဲအန်တီးယအမြဲတမ်းပေါ့နော်မွေးနေ့တိုင်းမှာအပြင်မှာရှိမနေဘူးခုဆိုလို့ရှိရင်၄နှစ်ဆက်တိုက်ပေါ့နော်၄နှစ်တောင်ပြေတော့မယ်ဖြစ်နေတဲ့အတွက်ကျမ်းမာပါစေပေါ့သူ့ကိုကျမ်းမာစေချင်တာပေါ့နော်ကျမ်းအမေအန်တီးကိုကျမ်းမာတက်ရှိပါစေအန်တီးချစ်တဲ့သူရရင်သွေးလေးခုกินပေါ့နော်80အတွက်ကိုအမြဲသူဟာအာချုံ ခွန်ခွန်ဆိုင်ပေါ့နော်သူ့မိမိလွမြောက်ရေးအတွက်သူလုံနေရတဲ့ပုံမှာအမအနေနဲ့အုတ်တချက်တဲတဲ့ဘွင့်နဲ့ပါဝင်ပေးပါတယ်အမြန်ဆုံးအမြန်ဆုံးသာသမီတွေပြီးတော့အမတို့လိုဟိုလုံဖို့ကင်ဖက်တွေနဲ့အမြန်ဆုံးတွေ့ဆုံကျမ်းမာစာနဲ့ပေါ့နော်ကျမ်းမာပျော်ရွှင်စွာနဲ့ပဲတွေ့ဆုံပါရစေလို့ဆုတောင်းပေးပါတယ်ဗမာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးကမေဆုကိုစုတောင်းပေးတဲ့ဗီဒီယိုတွေကကောင်းလို့ဖော်ပြပေးတာဖြစ်ပါတယ်မေဆုရဲ့စိတ်ဓာတ်နဲ့မေဆုရဲ့လုံရည်နဲ့မေဆုရဲ့ငွေကြေးကြေးကန့်သက်သုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့ ပြင်ပြပေးထားတာဖြစ်ပါတယ်။တော်လိုင်းမှုတွေအားလုံးဒီဗီဒီယိုတောက်နဲ့ပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်တင်တာဖြစ်တဲ့ကျွန်တော်ရဲ့ကိုကြရီပရိုရှင်ရဲ့ channel လေးကို like and subscribe လုပ်ကြကြည့်မိ၊ share ကောင်းလို့ဒါကြည့်မိမယ်။တက်လာများဗီဒီယိုအားလုံးကြည့်ရဖြစ်ပါတယ်။တော်လိုင်းမှုတွေအားလုံးပဲည9:00နာရီတိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်။